ောရရင်အချိန်ကာလအဖြစ်နာဂတ်ကာလတစ်ခုကိုရောက်နေပြီနေရာကတော့စက်ကြဝဠာရဲ့ဟိုးစွန်ဖျားကယောက်ျား prime လို့ခေါ်တဲ့ predator ရဲ့မိခင်ကပ္ပာကြီးပေါ်မှာပါမိုးရီကလည်းတဲကြီးမဲကြီးရွာနေလိုက်တာကောင်းငင်တစ်ခုလုံးမှောင်မဲနေပြီးတော့လေတုကလည်းအေးဆက်ဆက်နဲ့ကြောက်เสียအောင်နေပါတယ်ဒီလိုချင်းနေမျိုးမှာကြောက်ဆောင်နေဝိုင်းရံထားတဲ့ကွင်းမြင့်ကျဲကြီးရဲ့မှာတရေရှိရင်တိုက်ပွဲတစ်ခုဖြစ်ပွားနေပါတယ်တိုက်ပွဲဝင်နေသူတွေကတော့တခြားသူတွေမဟုတ်ပါဘူးညီကိုရင်းနေဖြစ်တဲ့ duck နဲ့ခွေတို့ပါပဲ ရက်စရေကောင်းလေးကခန္ဓာကိုယ်တည်တည်တွယ်လေးနဲ့မို့သူတို့မျိုးနွယ်စုထဲမှာတော့ rank အကောင်ညှက်ဆိုပြီးတော့အနှိမ်ခံရတဲ့သူပေါ့သူ့ကိုခွေးကတော့တကယ်ထရာကြညာကြွက်သားဖူးထစ်တင်နဲ့စံပြစစ်တီရောကြီးပေါ့ဗျာဒိုက်ပွဲတွင်းမှာတက်ခါခန္ဓာကိုယ်သေးပေမဲ့ညာရင်ထက်မြတ်ပြီးလှည့်မြန်လာကြောင်းအကိုဖြစ်သူခွေးကိုအလဲထိုးနိုင်လို့နေပါဖြစ်ခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးဆုံးသက်ရမယ့်ချိန်မှာညီကိုတန်ရောစင်ညာကိုခွေးကဓာတ်ကိုသေးမတဲ့ပဲလက်တွန်သွားခဲ့ပါတယ်ခွေးကရှေးအောင်သစ္စာစုပွဲကျင်းပဖို့ချိန်တက်ပြီးဖြစ်ကြောင်းသတိပေးလိုက်သလို မျိုးနွယ်စုရဲမှနေရာရဖို့အတွက်ဓာတ်ခါတားကောင်းငုံကိုရွေးချယ်ပြီးမဲလိုက်ပြရမှာဖြစ်ပါတယ်။ဓာတ်ခါယောက်ျားရရောလူသားတွေပါကြောင်းရရတဲ့ဂျန်နာဂျူဘောကခါလစ်ရဲတားကောင်းကိုပြင်မှတ်ဖြစ်ရွေးချယ်လိုက်ပါတယ်။ခါလစ်စာ3မီတာကျော်မြင်မပြီးတာမန်သက်ရှိတဲ့ထက်အစာပေါင်းများစွာတန်ပါသူပါ။ဖားခင်ဖြစ်သူတော်ကြောက်ရတဲ့သတော်ကြီးဖြစ်ကြောင်းခွေကားတရီပေးပေမယ်။ဒါကတော့ဆုံးဖြတ်ချက်ခိုင်မာနေခဲ့တယ်လို့မောင်မြင်သေးရမယ်ဆိုတာသိနေပေမဲ့နောက်မဆုံးတော့ပါဘူး။အဲဒီအချိန်မှာဖခင်ဖြစ်သူငကြောရောက်လာပြီးတက်ကိုဘာလို့ဘေးရိုက်မတက်ခဲ့တာလဲလို့ခွေကိုမေးခွန်းထုတ်ပါရီ ဘိုးတော်ကြီးကမျက်နှာထားတင်းတင်းနဲ့ကြည့်နေပုံကသားရီကိုချစ်တဲ့ဖေတယောက်မဟုတ်ပဲအာနေသူကိုရှင်းထုတ်ချင်နေတဲ့အာနာရှင်တယောက်လိုပါပဲတဲခါခါလေးဆက်ကောင်းကိုယူဆောင်လာနိုင်မှာပါလို့ခွေကကာကွယ်ပြောဆိုလိုက်ပေမယ့်နဂျောကတော့လှောင်ပြောင်ရေမောလိုက်ပါရီနဂျောကဓာတ်ပြတ်မလာနိုင်အောင်ထောင်ချောင်းဆင်ဖမ်းလိုက်ပြီးခွေကိုသူ့ညင်ရင်ကိုကိုရိုင်းတက်ဖို့အမိန်ပေးလိုက်ပါရီဒါပေမဲ့ခွေရဖားခင်ဖြစ်သူရဲ့မိန်ကိုဖိစမ်းပြီးထောင်ချောင်းကိုဖျက်ဆီးကညင်ဖြစ်သူကိုကာကွယ်ပေးလိုက်ပါရီဒါကိုမြင်လိုက်ရတဲ့ဖိန်းနဂျောကတော့ဒေါသကိုပေါက်ကွဲပါလေရော မျိုးနွယ်စုရဲ့ဂုံသိန်းခေါင်ကိုစောင့်ထင်းရမယ်စာတန်ရုံးစင်ကိုဦးစားပေးရသလားဆိုပြီးကွင်းထဲကိုကိုရိုင်းဆင်းလာပြီးဓာတ်ကိုတက်ဖို့လုပ်ပါရယ်ခွေကညီလေးဓာတ်ကိုကာကွယ်ဖို့ကြိုးစားရင်ဖခင်ဖြစ်သူနဲ့ထိတ်တိုက်တွေးပါရယ်ရက်ဆက်ကြမ်းကြုတ်တဲ့နေကြောဟာခွေရဲ့လက်မောင်းတစ်ဖက်ကိုဓာတ်နဲ့ပိုင်းဖြတ်လိုက်ပါရယ်ခွေဟာလက်ပြတ်သွားတဲ့နာကျင်မှုကိုအန်ကျိပြီးသူ့လက်ကောက်ကကရိယာကိုနှိပ်ကာဓာတ်ရှိနေတဲ့ရေမြန်ကိုဝေးထိန်စနစ်နဲ့တင်ရမလှုပ်တင်ပေးလိုက်ပါရယ်နကြောကအားနေသူကိုတက်ညာခြင်းကအကြီးမားဆုံးအားနေချက်ဖြစ်တယ်လို့ပြောပြီးတော့တောင်းဖြစ်သူခွေရဲ့ခေါင်းကိုဖြတ်လိုက်ပါရယ် တခါရင်မြန်မော်ကနေအောက်ကိုငုံကြည့်ရင်သူ့ကိုခွေးကိုနှကြောကရဲဆက်ဆက်ကောင်းဖြတ်တက်လိုက်တာကိုမျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။အကိုဖြစ်သူကသူ့တက်ကိုကဲဖို့အတွက်ကိုရိုင်းသေးခံပြီးရင်မြန်ကိုလှုပ်တင်ပေးလိုက်တာပါ။နောက်ကျင်မှုတွေဒေါသတွေနဲ့တူဓာတ်တရားအကိုဖြစ်သူအတွက်ယုံကြည်မှုတစ်ခုကိုတိစောက်လိုက်ပါတယ်။အဲဒါကတော့စက်ကြောလာရဲမှာအန်နီယရှိဆုံးလို့နာမည်ကြီးတဲ့ဂျန်နာတေမင်းချူကိုသွားပြီးဘသူမှမတက်နိုင်တဲ့ခါလစ်ဆိုတဲ့တရဝါကြီးကိုတက်ပြမယ်။ပြီးရင်အဖေကိုပြန်လာစိန်ခေါ်မယ်ဆိုတဲ့စိတ်ဓာတ်ပါပဲ။ဓာတ်ရဲ့ရင်မြန်လေးဟာဂျန်နာဂျွဲလီရဲကိုစတင်ဝင်ရောက်လာတာနဲ့တပြိုင်တည်း ပြင်းထန်တဲ့မုန်တိုင်းတန်ကိုအလူးလဲခံရပါတော့တယ်။ဒီဂျိုကနမနဲ့လောက်အောင်ကိုကြမ်းတမ်းလုံးပါတယ်။လျှက်စီးရလက်မိုးချိုးတွေပြင့်နေနောက်ဆုံးမှာတော့ရင်မြန်ကိုထိန်းချုပ်လို့မရတော့ပဲတတော်ကြီးတခုတည်းကိုထိုးကြပြက်စီးသွားပါတော့တယ်။မိခိုးတွေတလူလူထွက်နေတဲ့ရင်ပြက်ကြီးတွေကနေဓာတ်တယောက်ဒံယာပလပွားနဲ့တွားသွားပြီးထွက်လာရပါတယ်။သတိဝင်လာလို့ဘေးဘီဝဲရောက်ကိုကြိလိုက်တဲ့အခါမှာတော့အခြေအနေကတော်တော်လေးဆိုးဝါးနေပါပြီ။သူ့ရဲ့နေပညာမြင့်လက်နက်တွေတန်ချက်ကဝစ်စုံနေအကုန်လုံးဒီပါပြက်စီးကုန်ပါပြီ။ကျန်ခဲ့တာဆိုလို့လက်ကွက်ကဓာတ်ရူလေးတစ်ချောင်းလောက်ပဲရှိတော့တာပါ။ ပိုဆိုရာကဂျန်နာကျွဲပတ်ဝန်းကျင်မှာဒီဂျိုဘော်ကပေနေကစားအသက်ရှိနေတယ်လို့ပါပဲလူကိုရစ်ပတ်ပြီးတက်ဖြတ်ချင်နေတဲ့နယ်ပင်နေအစိမ့်ဝင်မှုထုတ်တဲ့ပန်းမွင့်နေနဲ့ပြည့်နှံ့နေပါတယ်ဓာတ်တယောက်တက်ရှူလိုက်တိုင်းအစုတ်သေးကိုပူလောင်တဲ့လေတွေဝင်ရောက်လာတယ်လို့ခံစားရပါတယ်ဒါပေမဲ့ယောက်ျားရဲ့သွေးဆိုတာကလည်းမာကျော်တယ်လေဓာတ်ခါနာကျင်မှုကိုအန်ကျိတ်ခံရင်မတ်တက်ရလိုက်ပါတယ်သူမှနေပညာမရှိတော့ပေမဲ့မွေးရပါမုံဆိုးပီဇာနဲ့ညံရီကတော့ကြံနေသေးတာကို ။ဒီဟာပတ်ဝန်းကျင်ကိုလေ့လာရင်ဒီငရဲလိုဂျိုးကြီးပေါ်မှာဘယ်လိုရှင်သန်ရမလဲဆိုတာကိုချက်ချင်းစဉ်းစားပါရစေ။ဒေမင်းနဲ့စိန်ပြေးတန်းကစားရမယ့်ပွဲကတော့စတင်လာပြီပေါ့ဗျာ။အသက်ဝင်နေတဲ့နွယ်ပင်ကြီးရဲ့တိုက်ခိုက်မှုအောက်ကနေလွတ်မြောက်ဖို့ဓာတ်တရောက်တောအုပ်ထဲကနေထွက်ပြေးရင်ကြောက်တော်မုံကိုတက်ပြေးရပါရစေ။ကံကောင်းချင်တာကတော့နွယ်ပင်ကြီးဟာကြောက်တော်မုံကိုရောက်သွားတဲ့ဓာတ်ကိုရံပြူလို့မရတော့တာပါဗျ။အနီနာကမြစ်ထဲမှာဒံရီတွေကသွေးနဲ့ညစ်ကြေးတွေကိုဆေးကြောတတ်စေရင်ဘေးနားကတိရွတ်တစ်ခုကိုကြိတ်ချပြီးဆေးထည့်လိုက်ပါရီ ထူးဆန်းတဲ့ဘိုးကောင်လေးကိုတွေ့လို့ကန်ကြီးတုံးအကောင်လေးကအယောင်ပြောင်းလာလို့အမြန်လွှင့်ပြစ်လိုက်တော့ဘုံတလုံးလိုပေါက်ကွဲသွားတာကိုမြင်လိုက်ရတော့လေဓာတ်တယောက်လန့်သွားတာပေါ့တောနဲ့ထဲမှာတယောက်တည်းရှောက်သွားနေရတဲ့ဓာတ်ရဲ့ဘွားကလွယ်ကူမနေခဲ့ပါဘူးခြေလန်းတိုင်းကအသက်အနေကြီးပါပဲခဏနေတော့ခြုံမုတ်တစ်ခုကြားကနေထူးဆန်းတဲ့အတန်းနေကြားလာရပါတယ်ကြည့်လိုက်တော့ပြောင်းမှုနဲ့စင်တူတဲ့စိုးရိမ်ဖုံးလွှမ်းနေတဲ့ပင်ငယ်တစ်ခုရဲ့ရောက်နေတာသတိထားမိလိုက်သလိုအပင်တွေကအသင်ကြားလိုက်တာနဲ့အစိမ့်ဝင်ဘုံတွေလိုချက်ချင်းပဲပေါက်ကွဲထွက်သွားပါတယ် တိတ်မကြခင်မှာပဲကောင်းကင်ပေါ်မှာငကားကြီးတစ်ကောင်ပေါ်လာပြီးတက်ကိုရှင်းထုတ်ဖို့လုပ်ပါရတယ်။တကယ်တော့ပြောင်းမှုကင်းကငကားကြီးရဲ့တက်ကွင်းဖြစ်တယ်လို့အစိမ့်ငွေတွေပေါက်ကွဲထွက်သွားအောင်သုံးချရင်ရန်သူကိုတတိမိသွားအောင်လုပ်နေတာပါ။အဲ့ဒီချိန်မှာပဲပြက်ကျနေတဲ့ဝေဒန်ယူတာနီကုမ္ပဏီပါရင်မြန်တွေကဆက်ရုပ်လူသားမလေးတီးရဟာရောဂျာဘာသာစကားကိုသုံးပြီးရှောင်းတဲရမယ့်နီလန်ကိုပြောပြလိုက်တယ်လို့နှစ်ယောက်လုံးသက်ရှင်လို့ရအောင်မိတ်ဖွဲ့ဖို့လှမ်းပြောနေခဲ့ပါရီ။ရုတ်တရက်ဆိုသလိုပဲပြောင်းမှုကင်းပေါက်ကွဲထွက်သွားသလိုပြောင်းမှုမိနယ်ကထွက်လာတဲ့စူးချောင်းဟာဒက်ရဲ့တန်ညက်ကောက်ကိုထိုးပေါက်ပြီးဝင်လာခဲ့လို့ မူးဝေပြီးအာကုန်နေတဲ့တက်ကဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်သူ့လက်ထဲကအသွမ်းနှစ်ဖက်ဓားပြန်ကိုတရားစီပြေးပေးလိုက်ရင်အတုံးပြုတ်ဝင်မှာပေးလိုက်တယ်လို့ခဏလေးတွင်းမှာပဲအစိတ်ဆူးတွေကြောင့်သတိလျက်သွားပါရယ်ဓားပြန်စွမ်းနဲ့တရားလေးရင်မြတ်ထဲကနေလွမြောက်လာတယ်လို့နဂါးကြီးကိုလည်းရှင်းထုတ်နိုင်လိုက်ပါရယ်တက်ကတော့ခေါက်ပိုင်ပြက်နေတဲ့လူသားဆက်ယုံမာလေးတရားကိုတက်ပြေးလိုက်ရမလားထားခဲ့ရမလားစဉ်းစားနေပေမဲ့တရားကချက်ချင်းပဲအကြံထုတ်လိုက်ရင်ငါ့ကိုမတက်ပါနဲ့ငါကဒီဂျိုကြောင့်သိတယ်ခါလေးရှိရဲ့နေရာကိုလမ်းပြပေးနိုင်ရဲဆိုပြီးညှိနှိုင်းလိုက်တာကြောင့်ဒက်ကလေးစဉ်းစားရင်းနဲ့ဒီဂျိုကြီးကကျေလွန်းနေ ကောလစ်ကိုရှားရလွဲမမဟုတ်ဘူးဒီဆက်ရုပ်မာလေးကသုံးဝင်နိုင်တယ်ပေါ့ဒါနဲ့ပဲဒက်ခါတီယောက်ကိုကောက်ယူလိုက်ပါရီဒက်နဲ့တီယောက်ရဲ့ဇလန်ကတော့တကယ်ကိုဟာသားနဲ့အရှင်ရောမွေထားသလိုပါပဲဒက်ကစကားတစ်ခုမှမပြောဘဲတိတ်ဆိတ်သွားကြည့်ပေမဲ့ကျောဘော့ကဆက်ရုပ်မာလေးတီယောက်ကတော့ဗဇက်မပိတန်ပေါက်ကရရီရှောက်ပြောနေတော့တာပေါ့ဟိုပင်ကဘာပင်ဒီကောင်ကဘာကောင်ဆိုပြီးရှင်းပြနေလိုက်သူမရဲ့ရင်ပေါ်အကြောင်းတွေပါပြောပြနေလိုက်နဲ့ဒက်မှနားရီပါညီးလာပါရီဒါပေမဲ့ဒက်ခါသူမရဲ့စကားတွေကိုလုံးဝလစ်လျူရှုတာတော့မဟုတ်ပါဘူး တရားရဲ့ခဏကိုပိုင်းစာကိုသူ့ရဲ့ကြောကုန်းမှာကျိုးနဲ့တေချာရှိနောက်ပြီးကြောပိုးအဖွဲလွယ်ပိုးလိုက်ပါတယ်။ပြောရရင်တော့ Star Wars တဲ့ကချူပါကာက C3PO ကိုကြောပိုးထားတဲ့ပုံစံမျိုးပေါ့ဗျာ။ထရူဆာဆန်မိတ်ဖက်နှစ်ယောက်ရဲ့ခီးစဉ်ကဒီနေရာမှာစတင်လိုက်ပါပြီ။ဒီလိုနဲ့နှစ်ယောက်သောခီးစဉ်ရင်နဲ့စူပေါင်းထထောင်လို့ပြောရမယ် Razor မျက်ခင်းကြားတွေကဘိုင်ဆန်တွေကိုတွေ့လိုက်ရတော့အမဲလိုက်ဖို့ပြင်ဆင်ကြပါတယ်။ဒက်ကဒီဂျိုဘိုကိုရောက်တဲ့ကဘာမှမစားသေးတာဘူးဗျ။အမဲလိုက်ဖို့ချောင်းနေပါတယ်ဆိုမှမြောက်ကလေးတကောင်ရောက်လာပြီးဝင်းရှုံနေလို့တိုင်ပတ်နေပါသေးတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဒက်ရဲ့ကြံကောင်းတဲ့အတူပြစ်ထက်လိုက်တဲ့သူ့ရဲ့လက်ဆွဲတော်ဒါကအတကုံပြေးလာနေတဲ့ဘိုင်ဆန်ရဲ့ခေါင်းကနေဖြတ်ဝင်သွားပြီးဒဂူလုံးနှချမ်းကွဲထွက်သွားပါလေရောဒက်ရဲ့ပထမဆုံးမဲလိုက်ပွဲအောင်မြင်သွားတယ်ဆိုပေမဲ့လူနာဘတ်တရဲ့ဖန်ဆီးခြင်းကိုခံလာရပါတယ်အဲဒီအချိန်မှာပဲမြောက်ကလေးကလူနာဘတ်ရဲ့ပါဇက်ထဲမှာဝင်ပြီးခံလိုက်တာကြောင့်အစားမခံရပဲလွတ်လာခဲ့ပါတယ်ဒီလိုနဲ့သုံးကောင်သာပြေးရပြီပေါ့ဗျာကျွန်တော်ပြေးနေရပြီကျွန်တော်ပြေးနေရပြီ တရမတော့ညဘက်မီးဖို့ဘေးမှာနားနေတော့တီယာကကဘာမျိုးဘကဝင်ဘလူတွေကြောင့်ပုံမြင်လေးတစ်ပုတ်ပြောပြပါရယ်လူတွေကထင်ကြတယ် Air Force ခေါင်းဆောင်ဝင်ဘလူဆိုတာအကောင်အကြီးဆုံးအသက်ပြတ်နိုင်ဆုံးကောင်းလို့လေဒါပေမဲ့တကယ်တမ်းကျတော့ Air Force ဆိုတာမိမိရဲ့အုပ်စုကိုနောက်ကနေလိုက်ပြီးအကောင်ဆုံးကာကွယ်ပေးနိုင်သူအားအနည်းဆုံးကောင်ကိုစောင့်ရှောက်ပေးသူသာ ဖြစ်တယ်တဲ့ဒီစကားကဓာတ်ရဲ့နှလုံးသားကိုထိမှန်သွားပါရယ်သူတတလုံးကြားဖို့ရာကတက်နိုင်မှသူရဲ့ကောင်းဆိုတဲ့ဝါဒလေအခုတော့သူ့ရဲ့ခံယူချက်တွေတဖြည်းဖြည်းရေးရင်စာပြုတ်လာပါပြီ။ အဲ့ဒီအချိန်မှာပဲခြုံမုတ်ထဲကနေဒရွာလေးတစ်ကောင်ထွက်လာပါတယ်။တော်ရိတ်မာရုံကတွေ့ခဲ့တဲ့မျောက်လေးပါပဲ။တရားကသူ့ကိုဘတ်လို့နာမည်ပေးလိုက်ပါတယ်။ဘတ်လေးကဒက်ရဲ့နောက်ကိုကတ်လာပြီးကြောက်ရွံ့မှုရှိပဲမိတ်ဖွဲ့ပါတယ်။ဒက်ကမောင်းထုတ်ချင်ပေမဲ့တရားနဲ့ဘတ်ရဲ့တန်ရုံးစဉ်ကိုကြည့်ပြီးလက်ခံလိုက်ရသလိုကလေးတယောက်မုတ်တောင်းစားသလိုလုပ်နေတာကြောင့်ဘိုင်ဆန်သားခင်လေးပါကြွေးလိုက်ရပါသေးတယ်။အခုဆိုရင်သူတို့ဖွဲ့မှာလူချင်းဒက်စကားများတဲ့တရားနဲ့ချစ်စရာဘတ်လေးတို့၃ယောက်ဖြစ်သွားကြပါပြီ။ ရပ်ပေါင်းများစွာခင်းနေပြီးတဲ့နောက်မှာတော့သူတို့ရီမန်းထားတဲ့နေရာကိုရောက်လာကြပါတယ်။ဂျန်နာဂျိုရဲ့အန်ရရှိဆုံးဆုံးပေါ့။အဲ့နေရာမှာမြေပြင်တစ်ခုလုံးတုံခါသွားလောက်အောင်ကြီးမားတဲ့ခြေရာကြီးကိုတွေ့လာရပါတယ်။ဟုတ်ပါတယ်။ဒါဟာဒန်နိုင်လာကာလစ်တတ်တော်ကြီးရဲ့ခြေရာတွေပါပဲ။တခါသူ့ရဲ့မုံဆိုးစိတ်ဓာတ်တွေပြန်လည်နိုးချလာပြီးထောင်ချောက်တစ်ခုဆင်မှုပြင်ဆင်ပါတယ်။သူတို့တွေ့ရှိထားတဲ့တဘောဝရင်နံကန်ကြီးတစ်ခုကိုသုံးပြပြီးကာလစ်ကိုမျှခေါ်ဖို့စီစဉ်ပါတယ်။မကြခင်မှာပဲမြေကြီးတွေတုံခါလာပြီးတောအုပ်ကြီးကိုဖြိုးခွင်းလျက်အီယာမခါလစ်ကြီးထွက်ပေါ်လာပါတယ် အကောင်ကြီးကတကယ်ကိုကြီးမားလုံးပြီးတော့အရေပြောင်းတွေကအကြီးကထက်တောင်မာကြောပါသေးတယ်။ဒက်ကရင်းနှံကန်ကိုမီးရှို့ပြီးတိုက်ခိုက်ပါတော့တယ်။မီးတောက်တွေကြားထဲမှာဒက်နဲ့ကာလစ်တို့ရဲ့တိုက်ပွဲကကြောက်ခမန်းလိလိပါပဲ။ဒက်ကသူ့ရဲ့ညာရင်ကိုသုံးပြီးတော့ကာလစ်ရဲ့အာနေချက်ကိုရှာဖွေတိုက်ခိုက်ပါတယ်။နောက်ဆုံးမှာတော့ဒက်ကအခွင့်ကောင်းတစ်ခုရပြီးကာလစ်ရဲ့ခေါင်းကိုပိုင်းဖြတ်နိုင်ခဲ့ပါတယ်။ငါနိုင်ပြီလို့ထင်လိုက်တဲ့ခိုက်တံမှာပဲခေါင်းပြတ်သွားတဲ့ကာလစ်ရဲ့ခန္ဓာကိုယ်ကပြန်လည်လှုပ်ရှားလာပြီးပြတ်ထားတဲ့ခေါင်းနေရာကနေအသားတွေပြန်တက်လာပါတယ်။ဟုတ်ပါတယ် ီကောင်ကြီးကသေးဖို့မလွယ်ပါဘူး။ပြန်လဲတက်ရှင်လာတဲ့ခါလစ်ကဓာတ်ကိုရိုက်ထုတ်လိုက်တာလွင့်ထွက်သွားပါရဲ့။ဓာတ်ကမြေကြီးဘော့ကိုလဲကြပြီးသေဖို့စောင့်နေတဲ့အချိန်မှာထူးဆန်းတာတစ်ခုဖြစ်သွားပါရဲ့။မကြခင်မှာပဲဝေးလဲယူထာနီကော်ပိုရေးရှင်းရဲ့ထုတ်တက်ဖို့တွေရောက်လာပြီးရေခဲပုံးတစ်လုံးကိုပြစ်ထည့်လိုက်ချိန်မှာတော့ခါလစ်ကောင်ကြီးနဲ့ဓာတ်တို့နှစ်ယောက်လုံးရေခဲဖြစ်သွားပါရဲ့။ဓာတ်တယောက်တရားရဲ့ညီမတော်ဆက်သူပုံစံတူအန်ဒရိုင်းတက်ဆောက်ကိုမြင်လိုက်ရလို့အန်အိုးပေါ်အောင်ချိန်မရှိတော့ပါဘူး။တက်ဆောက်ကတရားလိုနူးညံ့တိမ်မွေးသူမဟုတ်ပါဘူး။ ယနေ့ထားကတင်းမာပြီးစက်ရုပ်ဆက်ဆန်အေးဆက်ပါရည်။ဂျက်ဆာရဲ့တာဝန်ကဒီဂျိုဘောကကာလစ်ကိုရှင်းဖမ်းပြီးဇီဝလက်နက်ထုတ်လို့ဖို့ပါပဲ။တရားတယောက်သူညီမရင်းရဲ့ရက်ဆက်မှုကိုကြည့်ပြီးစိတ်နှလုံးကြေကွဲရပါရည်။ဂျက်ကတော့လောင်ရင်ထဲမှာပိတ်လောင်ခံထားရပြီးဘာမှလုပ်မရတဲ့ခြေအနေကိုရောက်သွားပါရတယ်။ဝေလန်ယူထာနီစကန်ထဲမှာသူတို့နှစ်ယောက်ရဲ့ကံကြမ္မာကသေးမိန်နေပါပြီ။ကံကောင်းတာကတော့လက်စော့ခြေစော့ရှိတဲ့စစ်သားတယောက်ကတက်ကရဲ့ဘုံချောင်းကိုမင်းနေလို့တရားကမြေပုံပြလမ်းညွှန်လို့လိန်ပြောရင်ဖွင့်ပြီးပြောပြလိုက်တော့ဘုံပေါက်ကွဲတော့တာနဲ့ ရက်ကိုချုပ်ထားတဲ့လက်ပတ်တွေဖြုတ်ပေးလိုက်တာကြောင့်ဓာတ်တယောက်ချုပ်စကန်းရင်တွေကနေထွက်ပြေးလွတ်မြောက်သွားပါရယ်။သူ့ကိုယ်ရဲ့ရင်မြင်ကြီးတွေကိုပြန်ရောက်လာပြီးဆေးကုသရင်နဲ့ဝေလန်ယူထာနီစကန်းရဲ့ချုပ်ခန်းထဲမှာသိပ္ပံပညာရှင်တွေပြောနေတဲ့စကားတွေကိုစဉ်းစားမိမှထိတ်လန့်စရာမှန်တရားတစ်ခုကိုသိလာရပါရယ်။အဲဒါကတော့သူတို့နဲ့တူပါလာတဲ့ဘတ်လေးဟာယူသတ္တဝါလေးမဟုတ်ဘဲအေယာမာကောလိပ်ကြီးရဲ့သားပေါက်လေးဖြစ်နေတာပါပဲ။ပြီးတော့ဓာတ်ကိုကောလိပ်ကြီးကမတက်ခဲ့တာဟာဓာတ်ရဲ့ကိုမှဘတ်လေးရဲ့နံစရွေးဆွဲကြံနေလို့ဆိုတာကိုပါသိလာရပါရယ်။ဓာတ်တယောက်ကောင်းနှပန်းကြီးသွားပါရယ်။ သူတက်ပြတ်ချင်နေတဲ့မိစ္ဆာကောင်းကြီးဆိုတာကတကယ်တော့သားသမီးကိုရှာဖွေနေတဲ့မိခင်တူဖြစ်နေပါလားဒီသည်ကတက်ရဲ့ကဘာကြီးကိုဇောက်ထိုးပြောင်းမြန်လှန်ပြစ်လိုက်ပါရီယောက်ျားရဲ့မဲလိုက်ချင်းဆိုတဲ့ဂုံတိတ်ခါပေါ်သူတန်တရားဝင်လာပါရီသူကုနာကတိုက်ခိုက်ခဲ့တာမိခင်တယောက်ကိုလားဒက်ဆာရုဖွဲ့ကခါလစ်သားမီကိုဖမ်းပြီးတရားကလုံနေတာကိုသိလိုက်ရတော့ဒက်ကရဲ့ဒေါသကအထုတ်ထက်ရောက်သွားပါတယ်။ငါမုံဆိုးမဟုတ်တော့ဘူး။ငါကာကွယ်သူဖြစ်ရမယ်ဆိုပြီးတရားပြောတဲ့ F of the Body ကိုလက်တွေ့ကျင့်သုံးမှုဆုံးဖြတ်လိုက်ပါရတယ်။သူ့မှာခင်မိလက်နက်တွေမရှိတော့ပေမဲ့ ရန်နာဂျုံမှာရခဲ့တဲ့တွေ့ကြုံတွေရှိနေပါပြီ။ဒူဝါစခန်းတွင်းမှာရှိတဲ့ပစ္စည်းတွေသူသိသိထားတဲ့သဘောပစ္စည်းတွေကိုပေါင်းစပ်ပြီးလက်နက်တွေစတင်တီထွင်ပါတယ်။ဂျန်နာဂျိုကရလာတဲ့ခုံမပိုးကောင်တွေကိုသုံးပြီးတော့တန်ညက်ကောင်အင်ကြီးလုပ်ပါတယ်။အစိပ်ပြင်းတဲ့ပင်တွေကိုသုံးပြီးတော့ဘုံတွေလုပ်တယ်။ပြီးတော့ထူးကြတာကသူ့ပကုံးပေါ်မှာ တင်ပြလို့ရတဲ့ပက်ကြီးလိုကောင်းကောင်ကိုရှာဖွေပြီးအဲဒီကောင်ကပြစ်ထုတ်လိုက်တဲ့ချွဲတွေကိုတနက်လိုသုံးပြဖို့ကြံစီပါတယ်။ပြောရရင်တော့မက်ဂိုင်ဗာလိုမျိုးရှိတာလေးနဲ့ဖြစ်အောင်ဖန်တီးလိုက်တာပေါ့။ တယောက်ကလည်းတက်ကိုကူညီပါရီသူမကစကန်ရဲ့လုံခြုံရေးစနစ်တွေကိုဟက်ပြီးဒကားတွေဖွင့်ပြီးကင်မရာတွေပိတ်ပြီးပါရီတက်ကသူ့ရဲ့ပုံစံတင့်နဲ့ထွက်ပေါ်လာပါရီအရင်ကလိုနိပညာအောက်ကိုတဲ့ predator မဟုတ်တော့ပဲသဘောတရားနဲ့ပေါင်းဆက်ထားတဲ့ organic predator ကြီးဖြစ်လာပါပြီသူ့ရဲ့မျက်လုံးတွေကအရင်ကထက်ပိုပြီးပြက်သားနေပြီးတော့သူ့သွားမဲ့လမ်းကြောင်းကတော့ Khalis Army ကိုကယ်တင်မှုပါပဲညဘက်ရောက်တဲ့အခါမှာတော့ဝေလက်ယူထာနီစကန်တခုလုံးမှာအချက်ပေးတဲ့နေစူညံသွားပါရယ်ရက်နဲ့ဘတ်တို့စတင်လှုပ်ရှားပါပြီ ရက်ခါရိတ်တေကြတဲ့ကနေတစီတကောင်လိုထွက်ပေါ်လာပြီးစရုပ်စစ်သားတွေကိုတယောက်ချင်းရှင်းပြပါရီသူရဲ့တိုက်ခိုက်ပုံကကြမ်းတမ်းပေမဲ့တေးသက်လှပါပါရီသူရဲ့လက်လုံဘုံတွေကိုပြစ်ခွဲလိုက်တဲ့အခါစကန်တစ်ခုလုံးမိကိုတွေဖုံးလွှမ်းသွားပါရီအဲ့ဒီမိကိုတွေကြတဲ့ကနေဓာတ်ခါလှန်တချောင်းနဲ့ပြေးထွက်လာပြီးတက်ဆာရဲ့တက်သားတွေကိုထိုးနှက်တိုက်ခိုက်ပါရီဘက်လေးကလည်းအားကြမခံသူရဲ့သေးငယ်တဲ့ခန္ဓာကိုယ်ကိုတုံးချပြီးရန်သူတွေကိုနှောက်ရှက်ပါရီတရားကတော့ထိန်းချုပ်ခန်းတွေကနေလှမ်းပြီးတော့လမ်းကြောင်းတွေကိုဖွင့်ပေးနေပါရီ ရဲခေါ်တက်ဆာရှိတဲ့နေရာကိုတဖြည်းဖြည်းနှီးကပ်လာပါတယ်။လက်တလျှောက်မှာရှိသမျှတားစီတွေကိုရှင်းလင်းရင်းနဲ့နောက်ဆုံးမှာတော့တရားရဲ့ခန္ဓာကိုအောက်ပိုင်းကိုပြန်လဲရှာတွေ့ခဲ့ပြီးညီမနှစ်ယောက်တရားနဲ့တက်ဆာထိတ်တိုက်တွေးဆုံမဲ့ခန်းခန္ဓာကိုဦးတည်သွားပါတယ်။ရဲခေါ်ဖမ်းဆီးခံထားရတဲ့ Carlis မိခင်ကြီးရှိတဲ့လောင်ဝင်းကြီးစီကိုရောက်ရှိသွားပါတယ်။အဲဒီအချိန်မှာပဲစစ်သားတွေရောက်လာလို့ရက်ကသူ့ရဲ့လူအကွက်ကိုထုံသွင်းလိုက်တာကတော့နေရမှာဘုံးနေလို့ပောက်တက်တဲ့ဘိုးကောင်လေးတွေကိုအစင်လိုက်ကတ်ထားပြီးတော့ သူ့ရဲ့ပကုံးပေါ်ကပက်ကြီးကောင်လေးကအဆက်ရည်နဲ့ပြစ်ထုတ်လိုက်ချိန်မှာသဘောပုံးတစ်လုံးကိုဇက်တိုက်ပေါက်ကွဲပြီးတော့စစ်သားတွေအားလုံးခေါင်းတစ်ချောက်ကိုတစ်ချောက်ဖြစ်သွားပါရယ်အဲ့ဒီချိန်မှာပဲတက်ဆာကသူ့ရဲ့နောက်ဆုံးဝက်ဖဲကိုထုတ်သုံးလိုက်ပါရယ်အဲ့ဒါကတော့အီယာမဆက်ရုပ်ဝစ်စုံကြီးပါပဲအလီယန်စကားရိတ်က replay ဝစ်တဲ့ဝစ်စုံကြီးလိုမျိုးပါပဲဒါပေမဲ့ပိုပြီးခစ်မိပြီးလက်နက်တွေပြစ်တက်ဆင်ထားပါရယ်ဒါဆိုဓာတ်စီကခိုးယူထားတဲ့ပလတ်စမာမြောက်ကိုဝစ်စုံမှာတက်ဆင်ထားပြီးတော့ဓာတ်ကိုပြည့်ရှင်းမှုစူးစမ်းပါရယ် ဒီအချိန်မှာပဲတီယာနဲ့ဘက်တိုနှစ်ယောက်ပေါင်းပြီးတော့ရန်သူတွေကိုရှင်းထုတ်ရင်းလှုပ်ပေးလိုက်တဲ့ခါလစ်ရောက်လာပါရတယ်။တစ်ဖက်မှာတဘာဝရဲ့စွမ်းထံဆုံးတတ်တော်ခါလစ်တစ်ဖက်မှာတော့နိပညာထုတ်ထိတ်တက်ဆာရဲ့မက်ဆူသူတို့နှစ်ယောက်တိုက်ပွဲကမြေကြီးတုံမတက်ပြင်းထန်လာပါရင်ဒက်နဲ့တီယာတို့ကတော့ဘေးကနေဝိုင်းဝန်းကူညီနေတက်ဆာကိုနိုင်ယူဖို့ကြိုးစားကြပါရင်ဒါပေမဲ့တက်ဆာရဲ့စက်ရုပ်ဝတ်စုံကရန်အားကောင်းလို့နေတော့အခြေအနေကမလွယ်ကူခဲ့ပါဘူး။တိုက်ပွဲကထုတ်ထိတ်ကိုရောက်လာပါရင်ကောလစ်ဂျီကတက်ဆာရဲ့မက်ဆူကိုကိုက်ခဲပြီးတော့ဝါမျိုးကိုကြိုးစားသလို တက်ဆောက်ကလည်းရှုံးမပေးပဲပြန်ခုခံပါရီနောက်ဆုံးမှာတော့ college ကြီးကတက်ဆောက်ကိုတလုံးသေးဝါမျိုးလိုက်ပါရီဒက်တိုကနိုင်ပြီလို့ထင်လိုက်ပေမဲ့တက်ဆောက်ကသူမရဲ့လက်ကျန်စီစဉ်ကိုလုံးဆောင်လိုက်ပါရီ college ရဲ့ဝမ်းမိုက်ထဲရောက်သွားတဲ့တက်ဆောက်ဟာသူမကိုမပါလာတဲ့ရေကဲပုံ freeze grenade ကိုဖောက်ခွဲလိုက်ပါရီဘုံဖောက်ခွဲမှုကြောင့် college ကြီးရဲ့ခန္ဓာကိုယ်တွင်းပိုင်းကနေအေးခဲသွားခဲ့ပြီးအီယာမတ်တရဝကြီးဟာနာချင်းစွာအဟင်းနဲ့တစားစီပေါက်ကွဲပြီးတေဆုံးသွားပါရယ်မိခင်ကြီးတေဆုံးသွားတာကိုမြင်လိုက်ရတဲ့ဘက်တလီရဲ့အော်တန်ကသနားစရာကောင်းလာပါတယ် ဒါပေမဲ့တက်စာလည်းမလို့မြောက်ပါဘူးဘုံတန်ကြောင့်သူမှလည်းကြီးကျယ်ပျက်စီးသွားပါတယ်အပျက်စီးတွေကြောင့်ကနေတွားတွားထွက်လာတဲ့တက်စာကိုဒက်ကင်တီယာရိုကအဆုံးသတ်ပေးလိုက်ပါတယ်ဘက်လီကတက်စာရဲ့ခေါင်းကိုကိုက်ဖြတ်ပြီးသူ့မိတွေလက်စားချေလိုက်ပါတယ်တိုက်ပွဲပြီးဆုံးသွားပေမဲ့ပေးဆက်လိုက်ရတာတွေများလွန်ပါတယ်ကာလစ်မိခင်ကြီးမရှိတော့ပေမဲ့ဘက်လီကတော့ဒက်ကင်တီယာရိုရဲ့မိသားစုဝင်တစ်ဖြစ်ကြံရစ်ခဲ့ပါတယ်ဂျန်နာဂျိုကကိစ္စတွေအားလုံးပြီးသွားတဲ့နောက်ဒက်ခါယောက်ျားရင်းများတစည်းကိုပြုတ်ပြင်ပြီးသူ့မွေးဖွားရယောက်ျားပရိုင်းကိုဦးတီမောင်းနှင်လာခဲ့ပါတယ် ။ရင်မြန်ကယောက်ျား Brian လေရဲကိုဝင်ရောက်လာတာနဲ့တဲခဲ့မျိုးလုံးလေးကအေးဆက်ပြီးပြတ်သားနေပါရီ။သူဟာရင်ကိုဖခင်ဖြစ်သူနဂျောရဲ့နန်းတော်ရှိတဲ့တဲမှာထိုးဆင်းလိုက်ပါရီ။ဖုံလုံးကြီးတွေထထသွားပြီးနောက်မှာတော့တဲခါရင်မော်ကနေဖြည်းဖြည်းချင်းဆင်းလာပါရီ။တက်ကတက်ဆာရဲ့ခေါင်းကုန်ကိုနဂျောရဲ့ခြေနာပြစ်ချလိုက်ပြီးအတန်းကျဲကြီးနဲ့အော်ပြောလိုက်ပါရီကျွန်တော်ဂရီတီခဲ့ပြီအန်နီယရှိဆုံးတရဝါကာလစ်မျိုးနွယ်ကိုလည်းရင်ပေါင်းလုံးနိုင်ခဲ့ပြီရန်သူတက်ဆာကိုလည်းတက်ဖြတ်ခဲ့ပြီအခုခမည်းရဲ့ကိုပြောက်ကရီယာ cloaking device ကိုကျွန်တော်ကိုပေးဖို့ချိန်တန်းပြီ။ညကျော်ကထီးနန်းပေါ်ကနေရေမောလိုက်ပါရီ။မင်းလိုအကောင်ညက် rank ကငါနေရာကိုဆက်ခံကျင်လာလား။မင်းကဂူတီအားနေတဲ့ကောင်မင်းရိုးနွယ်စုရဲ့စီးမင်းကိုချိုးဖောက်ပြီးပြန်လာတဲ့အတွက်မင်းကသစ္စာပေါ်ပဲဆိုပြီးပြောကသူ့ရဲ့ထူးတက်တော်ဆောင်တွေကိုဓာတ်ကိုတက်ဖို့အမိန်ပေးလိုက်ပါရီ။ဒါပေမဲ့ဓာတ်ကရင်ငေါကောင်လေးမဟုတ်တော့ပါဘူး။ဂျန်နာဂျူရဲ့ငရေကန်းကိုဖျက်ကျော်လာတဲ့သူရဲ့ကောင်မဝင်လာတဲ့တက်တော်ဆောင်နှစ်ယောက်ကိုဓာတ်ကမျက်နှာတစ်ခါတွင်းမှာပဲရှင်းပြလိုက်ပါရီ။ သူ့ရဲ့လှုပ်ရှားမှုတွေကယောက်ျားရွေးရတိုက်ခွက်တွေမဟုတ်ပဲဂျန်နာဂျိုကတာယရီစီကတင်ယူထားတဲ့အရင်းဆန်ဆန်ဒါပေမဲ့ထိရောက်တဲ့တိုက်ခွက်တွေဖြစ်နေပါတယ်။ဒါကိုမြင်တော့နဂျောကိုရိုင်းထီးနှက်ပေါ်ကနေဆင်းလာပါပြီ။ကောင်းပြီလေ။ငေါကိုရိုင်းမင်းကိုသင်ငန်းစာပေးရတော့ဘို့ဆိုပြီးသူ့ရဲ့လက်ကောက်ဝတ်ကိုနှိပ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲနဂျောတို့ကလုံးဟာလေယူထဲမှာပျောက်ကွယ်သွားပြီးတော့ရေလိုင်းတစ်ဖွဲရဲရောက်တော့ပဲမြင်ရပါတယ်။ဒါဟာယောက်ျားရဲ့အမြင့်ဆုံးနည်းပညာ cloaking device ပါပဲ။နဂျောကကိုပြောင်းနေရင်ဓာတ်ကိုနေရာနှန့်ကနေဝင်ရောက်တိုက်ခိုက်ပါတယ်။ ဂျမ်းမှာဘဲကလာမှမသိတဲ့တိုက်ခတ်မှုတွေကိုခံရပြီးအထိနာစာပြုလာပါတယ်။နကြောရဲ့ရေတံကလေထဲမှာပဲ့တင်ထန်နေပါတယ်။တွေ့လားဒက်အင်အားဆိုတာဒါပဲ။မင်းဘယ်တော့မှငါ့ကိုမနိုင်နိုင်ဘူး။ဒက်ကဒူးထောက်ကြလို့နေပါဖြစ်နေပေမဲ့သူကောင်းထဲမှာတော့တရားပြောခဲ့တဲ့စကားတွေဂျန်နာဂျိုးကသင်ခန်းစာတွေဝင်လာပါတယ်။ဒီပညာကိုမရှင်းနိုင်ရင်ပန်ဝင်းကျင်ကိုတုံးချရမယ်။ဒက်ကသူ့ရင်မြန်ရဲ့ဝေးထိတ်ခလုတ်ကိုနှိပ်လိုက်ပါတယ်။ရင်မြန်ရဲ့အင်ဂျင်တွေကရုတ်တရက်မီးခိုးတွေလေပြင်းတွေမှုတ်ထုတ်လိုက်ပြီး ြေပြင်ပေါ်ကသဲရီဖုံတွေကိုလေထဲလွှင့်ပြန်စီပါရတယ်။တစ်ချိန်တည်းမှာပဲတိုက်ပွဲကွင်းမြေတစ်ခုလုံးသဲမုန်တိုင်းတူဖုံလွှမ်းသွားပါရ။သဲမုန်တွေဖုံမုန်တွေကလေထဲမှာပြင့်နှံ့နေတော့နဂျောရဲ့ကိုပြောင်းစနစ်ကအလုံးမဖြစ်တော့ပါဘူး။သဲရီကနဂျောရဲ့ခန္ဓာကိုယ်ပုံစံတိုင်းကန့်ညိနေတာကြောင့်ကိုပြောင်းနေပေမဲ့လူပုံစံကိုထင်ထင်ရှားရှားမြင်နေရပါပြီ။အခုခမရောကျွန်တော်မြင်နေရပြီလို့ဓာတ်ကကျုံးဝါလိုက်ပါရ။အခြေအနေက ပြောင်းမြန်ဖြစ်သွားပါပြီ။ဓာတ်ကသဲမုန်တိုင်းမှာငါးတကောင်လိုလင်းမြန်စွာလှုပ်ရှားပြီးတော့နဂျောကိုပြန်လည်တိုက်ခိုက်ပါရ။ ။နဂျောကသူ့ရဲ့နေပညာကိုအားကိုးလို့မရတော့တဲ့အခါကျန်းတန်းတဲ့ခွန်အားတွေနဲ့တုံ့ပြန်ပေမဲ့ဓာတ်ကပါးနဲ့စွာရှောင်တိမ်ပြီးတော့အချက်ပိုင်ပိုင်တိုက်ခိုက်ပါရီ။ဓာတ်ကနဂျောရဲ့ခြေထောက်ကိုပိုင်းဖြတ်လက်နက်ကိုရိုက်ချပြီးနောက်ဆုံးမှာတော့ဖောက်ခင်ဖြစ်သူကိုမြေကြီးပေါ်ဒူးထောက်ရအောင်လုပ်နိုင်ခဲ့ပါရီ။အာနာရှင်ကြီးနဂျောဟာသွေးရည်တန်နေနဲ့မောဟိုင်းနေပါပြီ။ဓာတ်ကသူ့ကိုခွေသေးဆုံးခဲ့ရပုံကိုပြန်မြင်အောင်ရင်ဓာတ်ကိုမြှောက်လိုက်ပါရီ။နဂျောကငါ့ကိုတက်လိုက်ဆမ်းပါလို့စိန်ခေါ်ခဲ့ပါရီ။ဒါပေမဲ့ဓာတ်ကဓာတ်ကိုပြန်ချလိုက်ပါရီ။ ကျွန်တော်ခမောင်းနဲ့မတူဘူးဆိုရဲကြည့်နေကြည့်ပြီးတော့ဘေးနောက်ကဘတ်လေးကိုချက်ပြလိုက်ပါရီဘတ်လေးကတစ်ချက်ဟိမ့်လိုက်ပြီးတော့နှကြောပေါ်ကိုခုံအုပ်လိုက်ပါရီခွမ်းကနေဆိုရဲတန်းနဲ့တူနှကြောရဲ့ကောင်ပြတ်ထွက်သွားပါရီအာနာရှင်ကြီးရဲ့ဇက်သိန်းကတော့သူ့သားတော်မှမဟုတ်တဲ့မျိုးနွယ်စုဝင်မဟုတ်တဲ့တရဝရကောင်ရဲ့လက်ချက်နဲ့ပြီးဆုံးသွားခဲ့ရတာပါဒါဟာယောက်ျားသမိုင်းမှာအရှက်ရစရာအဆုံးသက်ပါပဲရက်ကသွေးဆိုးနေတဲ့မြေပြင်ပေါ်ကနေနှကြောရဲ့ကိုပြောက်ကြီးရာခလုတ်ကိုကောက်ယူလိုက်ပြီးတော့သူ့လက်မောင်းမှာတက်ဆင်လိုက်ပါရီ ဘဲမုန်တိုင်းညင်သက်သွားတဲ့အချိန်မှာသူတို့၃ယောက်ရဲ့ပုံရိပ်ကယောက်ျားပရိုင်းရဲ့သမိုင်းတဲ့တစ်ခုကိုရေးထိုးလိုက်တယ်လို့ပါပဲ။ကိုရီခိုင်ရဲ့သုံးသက်ချက်နဲ့ဆုံးသက်ရရင်တော့ Predator Badlands ကိုကြည့်ပြီးတော့ရင်ထဲမှာဘလို့ကြံခဲ့လဲဆိုရင်တော့ဝိုးလိုပဲပြောရမှာဗျ။ဒီကတာမန် Predator ကားတွေလိုပဲလူသက်ပွဲသက်သက်မဟုတ်ဘူး။ဇလန်ရဲ့နှစ်သာရကမိသားစုနဲ့ရွေးချယ်မှုပေါ်မှာအများကြီးလေးထားထားတယ်။ပြောရရင် One Battle After Another လိုမျိုးပဲ။ပုဂ္ဂိုလ်ရေးတိုက်ပွဲတွေနဲ့နိုင်ငံရေးမျိုးနွယ်စုရေးရာပြည်ပခါတွေကိုပေါင်းစပ်ထားတာမြင်ရတယ်။ ပထမဆုံးသဘောကျတာကတော့ Dex ရဲ့ကောင်းလေးပဲ။သူကအစာပိုင်းမှာအားနေပေမဲ့နောက်ပိုင်းမှာညံရီနဲ့စိတ်သက်ခွားကိုသုံးပြီးတော့ပြိုင်မက်တွေကိုအနိုင်ယူသွားတာကတကယ်ကိုဟီးရိုးဆန်တယ်။ပြီးတော့ Elephant ရဲ့တီယာနဲ့တက်စာဇက်ကောင်တစ်ခုလုံးကလည်း share ပဲ။တီယာရဲ့ချစ်စရာကောင်းပြီးတော့တနာစရာကောင်းတဲ့ပုံစံလေးနဲ့တက်စာရဲ့ရက်ဆက်တဲ့ပုံစံကိုကြွေပြောင်းတိုးဆောင်သွားတာက Academy တောင် share ပေးပစ်ချင်တယ်။ကောင်းတဲ့ log jar ကြီးလိုပဲတက်စာကလည်းနေပညာနဲ့အာနာကိုယုံကြည်ပြီးတော့နောက်ဆုံးမှာပြည့်စည်သွားရတာပဲ။နောက်တစ်ခုက Action Gun နဲ့ ဂျန်နာဂျိုဘောကဒရဝါရီနဲ့ချတဲ့အခန်းနေနောက်ဆုံးဒက်ဆာရဲ့မက်ဆူဂျီနဲ့ချတဲ့အခန်းလေးကမျက်တောင်မခတ်ချင်လောက်အမိုက်တယ်။ဒါပေမဲ့တခုရှိတာကကောလိပ်ဂျီတည်သွားတာကိုတော့နည်းနည်းနှမျောမိရဲ့ဗျ။ဘက်တလီတနာစရာခြုံပြောရရင်တော့ဒီကားက Predator franchise တဲမှာထူးခြားတဲ့ပြောင်းလဲတစ်ခုပါပဲ။မိုးဆိုးဆိုတာတက်ဖို့တက်တက်မဟုတ်ဘူး။ကာကွယ်ဖို့တွယ်လဲဖြစ်နိုင်နေဆိုတာပြသွားတယ်။အန်နီကလည်းနောက်ထပ်ဇာကားတကားလာအောင်မယ်ဆိုတာတေချာပေါ်ပြောနေတော့ဒက်ကရဲ့မိဘလိုကြမ်းမလဲဆိုတာစောင့်မျှော်ရမှာပါပဲ။ action ကြိုက်သူတွေရောဇလန်လေးနဲ့တာကြိုက်တဲ့သူတွေအတွက်ပါလက်လွတ်မခံသင့်တဲ့ဇက်ကားကောင်းတကားပါလို့ညွှန်းလိုက်ပါစီဗျာဒီနေ့တော့တော့တော့ပါပဲနောက်များမှလည်းဇက်ကားကောင်းလေးတွေကိုဆက်လက်တင်ဆက်ပေးသွားပါဦးမယ်